ကမ္ဘာကုန်သွယ်ရေးစစ်ပွဲအကြားအမေရိကန်နဲ့အပေးယူလုပ်နေတဲ့နိုင်ငံတွေကိုတရုတ်အစိုးရတတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံဟာအမေရိကန်ပြည်ထောင်စုနဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေချုပ်ဆောင်နိုင်မှုအပေးယူလုပ်ဖို့ကြိုးပမ်းနေကြတဲ့နိုင်ငံတွေကိုထိရောက်တဲ့တုတ်ပြန်ဆောင်ရွက်မှုတွေချမှတ်အရေးယူသွားမှာဖြစ်တယ်လို့တနင်္လာနေ့ကတတိပေးလိုက်ပါတယ်။ လက်ရှိအမေရိကန်အစိုးရဟာတခြားနိုင်ငံတွေကအတွင်းကုန်တွေကိုဆရာကိုင်းနှုံးသာအခွန်ကောက်ခံထားပေမဲ့တရုတ်နိုင်ငံကတင်ပို့ကုန်အများပြားကိုတော့145ရာခိုင်နှုန်းအထိစီးကျက်ထားတာပါအဲ့ဒါကြောင့်တရုတ်နိုင်ငံကလည်းအမေရိကန်ကတင်သွင်းတဲ့ပစ္စည်းတွေကို125ရာခိုင်နှုန်းအထိဒံပြန်စီးကျက်ပြီးကမ္ဘာကုန်သွယ်ရေးစစ်ပွဲကြီးကိုဆင်နွှဲနေကြတာဖြစ်ပါတယ်အခုလိုအဓိကစီးပွားရေးပြိုင်ဘက်တွေဖြစ်ကြတဲ့အမေရိကန်နဲ့တရုတ်ကုန်သွယ်ရေးစစ်ပွဲကြားမှာနိုင်ငံတော်များများကအကောက်ကွန်လျှော့ချနိုင် င်အတွက်အမေရိကန်နဲ့ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်လာကြပါတယ်။ဒါပေမဲ့ညှိနှိုင်းဆွေးနွေးရာမှာအမေရိကန်ကိုအကျိုးမြတ်ရသွားစေမဲ့အပေးအယူတွေမလုပ်ကြဘို့တရုတ်အစိုးရကတင်းနှလာနေမှာတတိပေးလိုက်တာပါ။ တကယ်လို့အကျိုးစီးပွားကိုထိခိုက်လာမယ်ဆိုရင်တရုတ်နိုင်ငံကလုံးဝလက်ခံမှာမဟုတ်ပဲပြပြင်းတထန်တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်းထက်လောင်းသတိပေးခဲ့ပြန်ပါတယ်။အခုလိုကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတွေအကြားကတင်းမာမှုတွေကြောင့်ဈေးကွက်ကျဆင်းမှုတွေဖြစ်လာပြီးစီးပွားပြက်ကတ်ဆိုင်မှာကိုစိုးရိမ်နေကြပါတယ်။